In Myanmar, every morning begins with warmth. From quiet villages to vibrant city streets, tea connects us all. The rich, creamy taste of home, ready in seconds, rooted in tradition, made for today. Shared moments, celebrated with Royal Tea Mix. Royal Myanmar Tea Mix, the taste of tradition in every cup. ခုကြည့်နိုင်ရတဲ့ AI ကြောင့်ညာဗီဒီယိုတစ်ခုလုံးကို free AI tools တွေပဲသုံးပြီးတော့လုပ်ထားတာဖြစ်တယ်။ဒီလိုမျိုးကြောင့်ညာဗီဒီယိုကိုကိုယ်တိုင်လည်းအလွယ်တကူဘယ်လိုလုပ်လို့ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာသေးသေရှင်းပြပေးသွားပါမယ်။ကျွန်တော်တို့က free tools တွေပဲသုံးပြီးတော့ဗီဒီယိုဖန်တီးမှဖြစ်တဲ့အတွက်လောရမယ့်အဆင့်အရောင်းနည်းနည်းများရတယ်။အဲဒီအတွက်ကြောင့်မို့လို့ဗီဒီယိုတေချာလေးကိုလိုက်ကြည့်ဖို့လိုပါလိမ့်မယ်။အရင်ဆုံးချက်ကြည့်ပြီးဒီမှာပုံရင်ထုတ်ပါမယ်။ ျွန်တော်ဘာလို့ ChatGPT မှာပုံရင်ထုတ်လဲဆိုတော့ ChatGPT ကထုတ်ပေးတဲ့ပုံတွေကတော်တော်လေးတိကျတယ်ပြီးတော့အစစ်နဲ့အနည်းသက်ဆုံးတူတယ်နောက်ပြီးတော့ကိုလိုချင်တဲ့ပုံရပြီးမှဗီဒီယိုပြောင်းလို့ရှိရင်ပို့ပြီးတော့ကောင်းလဲပေါ့နော်ပုံထုတ်တာကတော့ပုံမှန်ထုတ်နေကြတဲ့အတိုင်းပဲကျွန်တော်တို့ prompt ရေးထည့်တယ်ပြီးလို့ရှိရင်ကိုထည့်ချင်တဲ့ product ဖြစ်ဖြစ်ပုံဖြစ်ဖြစ်ထည့်ပေးလိုက်မယ်ဒီ video ထဲမှာသုံးထားတဲ့ prompt လည်းကျွန်တော် comment မှာချပေးတာပါမယ်ဒီမှာဆိုရင် prompt ထဲမှာကျွန်တော်ကပုံရဲ့ visual site ကိုထည့်ထားတာတွေ့ရမှာပါ တကယ်လို့ကျွန်တော်တို့ကဒီ ratio ကိုမထည့်ဘူးဆိုလို့ရှင် ChatGPT ကများသောအားဖြင့် square size ပဲထုတ်ပေးတယ်ပေါ့နော်။လိုချင်တဲ့ video က landscape ဖြစ်တဲ့အတွက်ကျွန်တော်တို့က square size ကိုမလိုချင်တော့ ratio ကိုထည့်ပေးလိုက်တာပဲဖြစ်ပါတယ်။ ratio ကျွန်တော်တို့ကရေးထည့်လိုက်ပေမဲ့လည်းသူက Midjourney လိုမျိုး size ကိုအတိအကျထုတ်ပေးတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကိုယ့်ဘာကိုပြန်ပြင်ရတဲ့အပိုင်းလေးတော့နည်းပါးတော့ရှိတယ်။ခုလိုမျိုးပုံရလာပြီဆိုလို့ရှင်တော့ download ဆွဲပြီးတင်ထားလိုက်မယ်။ကျန်တဲ့ဆင်းတွေတော့လိုအပ်တဲ့ပုံတပုံချင်းစီကိုစွမ်းနာလို့ပဲ prompt ထည့်မယ်ကျွန်တော်တို့ plot ထည့်ပုံထည့်မယ်တဆင်ချင်းစီပေါ့နော် ပထမဆုံးလုတ်သွားတဲ့အချိန်တစ်ဆင့်ချင်းစီပြန်ပြီးတော့ပုံလေအကုန်လုံးထုတ်သွားပေးရပါမယ်လိုအပ်တဲ့ပုံလေးရလာပြီးရင်တော့ဗီဒီယိုပြောင်းဖို့အတွက် clean ai ကိုသွားပါမယ်။ browser ထဲမှာ clean ai လို့ရိုက်ရှာပြီးတော့ကျွန်တော်အခုပြလာတဲ့အတိုင်းပဲပထမဆုံးမှာပေါ်လာတဲ့ link တွေကိုပဲဝင်လိုက်ပါ။ပြီးရင်တော့ sign in ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကိုယ်မှရှိတဲ့ Gmail account နဲ့ပဲခြေပြီးတော့ account ဖွင့်လို့ရပါတယ်။ ပုံမှန်ဆိုရင် free account က credit 160လောက်ရပြီးတော့အဲ့ credit 160လောက်က video ပေါင်း6ခု9ခုလောက်ထုတ်လို့ရတယ်ပေါ့နော်အဲပြီးတော့တချို့တွေကကျွန်တော် comment အောင်မှာလာမန်းကြတယ် clean ai က free သုံးလို့မရအောင်ဆိုပြီးတော့ပေါ့နော်တကယ်တော့ free သုံးလို့မရတော့မဟုတ် free သုံးလို့ရတယ်သူနောက်ဆုံးထွက်ထားတဲ့ version 2.1တော့ကျွန်တော်တို့သုံးလို့မရဘူးဒါပေမဲ့အရင်ထွက်ခဲ့တဲ့ version ဖြစ်တဲ့ clean 1.6 version ကိုတော့ကျွန်တော်တို့ free သုံးလို့ရတယ်ပေါ့နော် video တပုတ်ထုတ်လို့ရှိရင်သူ credit 20လောက်တော့ဖြတ်ပါတယ် ကျွန်တော်တို့စောနာရလာတဲ့ပုံတွေကိုဗီဒီယိုပြောင်းဖို့အတွက်ဗီဒီယိုဆိုရတဲ့ဝင်လိုက်ပါမယ်။ပြီးရင်တော့အပေါ်မှာတွေးနေရတဲ့ clean 2.1ဆိုတဲ့နေရာမှာကျွန်တော်တို့ clean 1.6 version ကိုပြောင်းလိုက်မယ်ပေါ့နော်။ version ရေးပြီးသွားပြီဆိုရင်တော့အခုဝိုင်းပြလာတဲ့နေရာလေးကို double click နှိပ်ပြီးတော့ကျွန်တော်တို့စောနာထုတ်ထားတဲ့ပုံတစ်ပုံချင်းနေထည့်ပြီးတော့ဗီဒီယိုထုတ်ပါမယ်။ Alka Brown ဆိုတဲ့နေရာမှာကျွန်တော်တို့စောနာပုံထုတ်ထားခဲ့တဲ့ brown ကိုပဲပြန်ပြီးထည့်ခြင်းနဲ့ထည့်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းမထည့်ပဲထားခဲ့လို့လည်းရတယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့က free version သုံးနေရဖြစ်တဲ့အတွက်တကယ်လို့ brown ထည့်လိုက်လို့ရှိရင်လည်းအရင်အထူးကြပြောင်းလဲသွားမှာမရှိဘူးပေါ့နော်။ပိတ်ကြိုက်ပုံလေးစာရိုက်ထည့်ပြီးသွားရင်တော့ generate နှိပ်လိုက်လို့ရှိရင်ရပါပြီ။ free version မှာ video တပုတ်ထုတ်ဖို့ကအနည်းဆုံး10မိနစ်ကနေပြီးတော့3မိနစ်လောက်ထိတော့စောင့်ရတာပါပဲ။တစ်ခါလေနဲ့ဒီထပ်ပို့ချသွားမျိုးရှိတတ်ပါတယ်။ ခုဆိုရင်တော့ညာဘက်ချမ်းမှာပုံအားနေပြီးတော့ဗီဒီယိုဖြစ်ပြောင်းလာတယ်ဗီဒီယိုထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကြံနေတဲ့ပုံလေးကိုလည်းစွမ်းနာထုတ်သွားတဲ့အချိန်မှာတပုံချင်းစီကိုဗီဒီယိုတစ်ခုချင်းစီပြောင်းပြီးထုတ်သွားလိုက်ပါမယ် ကျွန်တော်တို့ဗီဒီယိုတွေအကုန်လုံးရပြီပြီဆိုရင်တော့တခြင်းထုတ်ဖို့အတွက် Suno AI ကိုသွားပါမယ်။ Suno AI နဲ့ရောက်လို့ရှိရင်တော့ကျွန်တော်တို့ထုတ်ထားတဲ့ဗီဒီယိုနဲ့ live ဖန်ညီမယ် background music တခုထုတ်မယ်ပေါ့နော်။ Suno AI တုံးလေးသေးသေးကိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာတသက်ကြည့်မရှင်းပြတော့ဘူး။အရင်တော့တင်ထားခဲ့တဲ့ဗီဒီယိုမှာသွားကြည့်လို့ရပါတယ်။ Suno AI မှာကိုကြိုက်တဲ့ background music ထုတ်ပြီးပြီဆိုရင်တော့နောက်ခံစကားပြောထည့်ဖို့အတွက်နောက်ထပ် AI တစ်ခုထပ်သွားပါမယ်။ website ရဲ့နာမည်ကတော့ TTS Open AI ဖြစ်ပြီးတော့ website ရဲ့ link ကိုကျွန်တော် comment မှာချပေးထားပါမယ်။ ဒီလိုမျိုးပေါ်လာရင်တော့ sign ဆိုတာကိုနေပြီးတော့ကို့မှာရှိတဲ့ Google account နဲ့ပဲချိန်ပြီးတော့ account တက်ဖွင့်လိုက်အောင်ပါပဲကောင်းရလာပြီဆိုရင်တော့ကိုပြောစီခြင်းတဲ့စာသားကိုဘယ်ဘက်ကမြင်နေရတဲ့အကွက်ထဲကိုကူးထည့်လိုက်ပါစာသားရေးထည့်ပြီးရင်တော့ character ရွေးဖို့အတွက်ညာဘက်မှာမြင်နေရတဲ့လူပုံလေးတွေကကိုကြိုက်တဲ့ character တစ်ခုပေါ့နော်ကိုရဲ့ video နဲ့ live ဖက်ညီမဲ့ character တယောက်ကိုရွေးပြီးတော့ generate လုပ်လိုက်လို့ရပါတယ်ကိုကြိုက်တဲ့အတန်တွေ့ရင်တော့ clip တစ်ချက်နဲ့ရွေးပြီးတော့အောက်ကအစိမ်းအောင် clip လေးကိုနှိပ်လိုက်ရပါပြီ ခုလိုမျိုးတန်ဖန်ရလာပြီဆိုရင်တော့ဝိုင်းပြလာတဲ့နေအောင်နှိပ်ပြီးတော့ download ဆွဲပြီး set ထဲကိုတင်လာလိုက်ပါမယ်။ခုဆိုရင်တော့ကျွန်တော်တို့ကြောင်းကြ video အတွက်လိုအပ်တဲ့ video ရောအတန်ဖန်ရောဒီနောက်ခံသချင်းတွေရောအကုန်ရလာပြီဆိုတော့ CapCut ထဲမှာဒါတွေအကုန်လုံးပြန်ပြီးတော့တောပေါက်မယ်ပေါ့နော်။ CapCut ထဲမှာ project တွေ create လုပ်ပြီးတော့ media တွေကိုကျွန်တော်တို့ sonar generate လုပ်ထားတဲ့ video တွေရောအတန်ဖိုင်တွေရောသချင်းတွေရောအကုန်လုံး import လုပ်လိုက်ပါမယ်။ ပြီးရင်တော့ရှီထားတဲ့ video တွေနဲ့အသံ file တွေကိုကျွန်တော်တို့ကြော်ညာ script အတိုင်းလိုအပ်တဲ့အတိုင်းအစီအစဉ်တကြပြန်စီပေးပါမယ်ဒီဗီဒီယိုမှာတော့ကျွန်တော်က AI tools တွေအကြောင်းပဲအဓိကထားပြီးပြောပြသွားတာမို့လို့ CapCut ကိုဘယ်လိုအပ်တရလဲဆိုတော့အသေးစိတ်မပြောပြတော့ဘူးပြောရင်ရန်ရှိသွားမှာဆိုလို့ကျွန်တော်ကတော့ဒီကြောင်းကြောင်ကိုရုပ်ကတ်တွေတန်တွေယဉ်ထည့်လိုက်တယ်ပြီးတော့ transition နည်းနည်းပါထည့်တယ်နောက်ခံ ambient sound နည်းထည့်ပြီးတော့စာတန်းထိုးပြီးကြည့်ကောင်းအောင်လောက်ပဲ edit ဆက်ထားဖြစ်ပါတယ် In Myanmar, every morning begins with warmth. From quiet villages to vibrant city streets, tea connects us all. The rich, creamy taste of home, ready in seconds, rooted in tradition, made for today. Shared moments, celebrated with Royal Tea Mix. Royal Myanmar Tea Mix, the taste of tradition in every cup. ဒီဗီဒီယိုကြည့်ပြီးတော့ကိုယ်တိုင်လည်း AI ဗီဒီယိုတွေလိုက်လုံးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။တကယ်လို့လုံးကြည့်ရင်လည်းအဆင်မပြေတဲ့နေရာရှိလို့ဖြစ်ဖြစ်တခုခု error တက်ခဲ့တာရှိလို့ရှိရင်ကျွန်တော် comment မှာဖြစ်ဖြစ် message မှာဖြစ်ဖြစ်လာမေးလို့ရပါတယ်။ကျွန်တော်အားတဲ့အချိန်တွေပြန်ဖြေပေးကြပါမယ်။ဗီဒီယိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။